ဒီဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wave Money account အသုံးပြုသူတချို့မှတ်တမ်းမပေါ်ဘဲငွေဖြတ်တောက်ခံရတာမျိုးတွေရှိနေတယ်လို့ကိုယ်တိုင်ကြုံတွေ့နေရသူတွေကလည်းသိရပါဗျ။အခုရပိုင်းထဲမှာ Wave Money account တွေကပတ်စံတွေအလိုအလျောက်ဖြတ်တောက်ခံရတာငွေပေးချေရမှာ account တွေကနေဖြတ်သွားပြီးလက်ခံသူစီငွေမဝင်သလိုမှတ်တမ်းထဲမှာမပေါ်တဲ့အခြေအနေတွေနဲ့နှိမ့်နာဆုံးရှုံးမှုတွေရှိနေတာလို့ဆိုပါရစေ။တင်ငန်းကျုံမြို့နယ်က digital ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းလုပ်နေသူတယောက်ကဒီရက်ထဲမှာတော်တော်များများကြုံနေရတာ ပတ်စံလာထုတ်တာသူစီကပတ်စံဖြတ်ပြီးကိုစီအဝင်ကမရှိဘူးအဲ့ဒီလိုဖြစ်တာတယောက်နှစ်ယောက်မကဘူးလို့ပြောပါတယ်ဒါအပြင်ဘဏ်အကောင့်ကနေ wave money တဲ့ငွေလွှဲပြောင်းထည့်ရမှာလဲဘဏ်ငွေစင်းတဲ့ကထွက်သွားပြီမဲ့အပြည့်မဝင်ဘဲပျောက်သွားတာအကောင့်တဲကနေငွေလွှဲတာမရှိဘဲဖြတ်သွားတာတွေရှိနေတယ်လို့အဲ့ဒီ digital ငွေပေးချေမှုအကောင့်အသုံးပြုနေသူတွေစီကနေသိရပါတယ် wave money ငွေကြေးဝင်ဆောင်မှုလုပ်ငန်းကတရားဝင်အသုံးပြုနေတဲ့ Facebook လူမှုကွန်ရက်မှာ ဝန်ဆောင်မှုနဲ့ပတ်သက်လို့ရေးတင်ထားတဲ့အကြောင်းအရာအောက်မှာတော့ငွေနဲ့နာဆုံးရှုံးခဲ့ရသူတွေကကိုယ်တိုင်ကြုံရတဲ့အဖြစ်ပြက်နဲ့ဖြည့်ရှင်းပေးဖို့တောင်းဆိုတဲ့မှတ်ချက်တွေပေးထားကြပါတယ်။အဲ့ဒီမှတ်ချက်တွေပေါ် wave money ဘက်ကဖြစ်သွားတဲ့ကိစ္စရဲ့အတွက်တောင်းပန်ကြောင်းနဲ့ငွေဆုံးရှုံးသွားတာနဲ့ပတ်သက်လို့ဖြည့်ရှင်းဆောင်ရွက်ပေးနိုင်အောင်ချက်ဘက်ကတဆင့်ပြောပြဖို့အကြောင်းပြန်ထားတာကိုတွေ့ရပါတယ်ခင်ဗျာ။